ားလုံးမင်္ဂလာပါကိုကင်းစတာဖူဘောရှော့နဲ့ကြိုးစားပါရယ် Beyond the Pitch ဆိုတဲ့ကဏ္ဍလေးကိုတင်ဆက်ပေးသွားရမှာဖြစ်ပါရယ်အဲဒီနေ့ beyond the pitch မှာတော့ကျွန်တော်တို့ရှေးအောင်နှောင်းပြလေးတွေပြန်ပြီးတော့ပြောကြတာပေါ့နော် international break ရှိတဲ့အခါကျတော့လေဒီရှေးအောင်နှောင်းပြလေးတွေပြန်ပြီးပြောမယ်ဆိုရင်အမှတ်တရတွေကကုန်နိုင်မယ်မထင်ဘူးအဲဒီတဲ့မှာကျွန်တော် David Beckham နဲ့ Asensio တို့ သူတို့ရဲ့ lifestyle အကြောင်းပြောခဲ့တဲ့စကားလေးတွေကိုပြန်လည်ဆွေးနွေးသုံးသပ်သွားကြပါမယ်။ပထမဆုံးတစ်ယောက် David Beckham ။ဒါ Beckham ကတော့ဘလုံးမွဲကို2000ဝန်းကျင်ရှေ့နောက်ခုနှစ်ကာလတွေမှာကြီးတဲ့သူတွေကတော့တေချာမှတ်မိမဲ့ကစားသမားတစ်ယောက်ပါ။ David Beckham နဲ့တွဲမှတ်မိပြီး Manchester United ကိုကြိုက်လာတဲ့ပရိသတ်တွေအများအပြားရှိသလိုဒါနှစ်ကန်းဒီမာလေးတွေရဲ့အသေးသေးဘောလုံးသမားဆိုရင်လည်းအဲ့ဒီခေတ်ကာလမှာ David Beckham တို့ Michael Owen တို့အင်္ဂလန်သားတွေရှိမယ်ပေါ့ဗျာ ထားမှာပြောချင်တာဒေးဗစ်ဘက်ခန်ဒီဘောလုံးကစားတဲ့စွမ်းဆောင်ရည်ကောင်းမွန်မှုကတပိုင်းရုပ်ရည်ချောမောမှုကတပိုင်းပေါ့နော်အဲ့အတွက်ကြောင့်ဘောလုံးပွဲကိုကြိုက်တဲ့သူရောမကြိုက်တဲ့သူရောဒေးဗစ်ဘက်ခန်ကိုသဘောကျကြတယ်။ဆိုတော့ဒေးဗစ်ဘက်ခန်နဲ့ ပတ်သက်တဲ့အမှတ်တရတွေပြောရင်ကျွန်တော်တို့ United မှာပို့ပြီးတော့များမယ်လို့ထင်တယ်အတူဖလားသလုံးဘူဆွဲခဲ့တဲ့ခုနှစ်အခါသမယတွေရှိမယ် United အသင်းအရန်အောင်မြင်နေတဲ့အချိန်ကာလတွေမှာ David Beckham နဲ့ Ryan Giggs တို့ရဲ့တောင်မန်နှစ်ဖက်အနေအသင်းကို Sporting လုပ်ခဲ့တဲ့အချိန်ကာလတွေရှိမယ်ပေါ့နော်နောက်ပိုင်းမှာ Real Madrid တို့ AC Milan တို့ PSG ကိုရောက်သွားခဲ့ပေမဲ့ကျွန်တော်ကတော့ David Beckham ကိုတွဲပြီးတော့မြင်နေတာ United နဲ့ပဲမြင်တယ်ကိုယ်တိုင်ကလည်းနံပါတ်9ကြိုက်တာလည်းပါတာပေါ့နော်ကြည့်ထားပါ အဲ့ဒေးဗစ်ဘက်ခမ်ပြောတဲ့အမှတ်တရစကားတွေထဲမှာသူ့ရဲ့ဆရာဟောင်းဆာလတ်ဖာဂူဆန်နဲ့ပတ်သက်ပြီးပြောခဲ့တဲ့အမှတ်တရစကားလေးတခုကိုကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးခြင်းနဲ့ဒီစကားလေးကတော့ဟိုပြောတတ်တာကြာပါပြီတိပိသားညီကိုလေတိပိသားဖြစ်ပါလိမ့်မယ်သူ့ရဲ့စပင်ကေနဲ့ပတ်သက်ပြီးပြောထားတဲ့အမှတ်ချက်စကားပေါ့နော်တနေ့မှာပေါ့တဲ့ ကျွန်တော်ကမန်ချက်စတာယူနိုက်တက်မှာရှိနေတုန်းကမိုဟော့ခ်သဘင်ပုံစံတစ်မျိုးညှက်လိုက်ပါတယ်တဲ့မိုဟော့ခ်သဘင်ပုံစံဆိုတာအမြန်မာလိုနားလည်လွယ်အောင်ပြောရင်ကြက်ဖကေပေါ့ဗျာတခိတကအာစနယ်ရဲ့ဖရက်ဒီယွန်းဘတ်ဆိုရင်အဲ့လိုကြက်ဖကေသူညှက်တယ်ဗျာအမအနီအောင်လိုင်းလေးဆိုးပြီးတော့ကစားတယ်အာစင်ဝင်းကလည်းတော့ပြဿနာဖြစ်မဖြစ်ကျွန်တော်တွေလည်းမသိဘူးဒါမဲ့အဲယွန်းဘတ်အဲ့လိုမျိုးမိုဟော့ခ်ကေထားတာကတော့ဘာမှသတင်းထွေးထူးမကြအောင်ဒါမဲ့ဒေးဗစ်ဘက်ခန်နဲ့ပတ်သက်ပြီးတော့ပြဿနာဖြစ်တယ် ကျော့အဲ့ဒီ Mohawk သဘင်ပုံစံကိုညှက်လိုက်တဲ့အချိန်မှာ Silas Ferguson သဘောကျမှာမဟုတ်ဘူးဆိုတာကျွန်တော်ကြိုသိနေတယ်တဲ့ကြိုသိနေတယ်ဆိုရင်ဘာဖြစ်လို့များညက်လဲเนาะအဲ့ဒါကြောင့်ပထမဆုံး၄ချိန်ရက်ဒီမှာအဲ့ဒါကိုဖုံးကွယ်နိုင်ဖို့ကျွန်တော်အိုးထုတ်စောင်းထားခဲ့တယ်ဒါပေမဲ့ပွဲကစားတဲ့နေ့လေရောက်လာတော့အိုးထုတ်ကိုကျွန်တော်ချွတ်မရတော့မယ်မချွတ်လို့မဖြစ်တော့ဘူးပေါ့เนาะအဲကျွန်တော်သွေးပူ၄ချိန်ကလှုပ်ဖို့ထွက်လာတဲ့အခါမှာဖာဂီကမြင်သွားပြီးတော့ဟိယာ မင်းအရာကိုအခုချက်ချင်းရိပ်ပလိုက်ဆိုပြီးကျွန်တော်ပြောတယ်။အဲကျွန်တော်ကလည်းခက်တီတီနဲ့ရီလိုက်တာပေါ့။အဲ့ချိန်မှာသူ့ရဲ့မျက်နှာထားချက်ချင်းပြောင်းလဲသွားပြီးဟဲ့အောင်မင်းကအတီပြောတာနော်။မင်းအခုချက်ချင်းရိပ်ပလိုက်ဆိုပြီးကျွန်တော်ပြောအဲ့ဒါနဲ့ကျွန်တော်လည်းအိမ်သားကိုသွားပြီးတော့ချက်ချင်းရိပ်ပစ်ခဲ့ရပါတယ်ဆိုတော့ဒီ Starless နဲ့ပတ်သက်တဲ့အမှတ်တရလေး တခုပြန်ပြီးပြောသွားခဲ့တာပေါ့နော်အဲ့တော့ Silas ကိုဒီချိန်မှာဒီစကားနဲ့ပတ်သက်ပြီးပြောတာချစ်ချင်းမုန်းချင်းကင်းပါတယ်သူ့ရဲ့ဆရာဟောင်းအနေနဲ့စီကန်းဘလောက်ကြီးတယ်နော်အတင်းသားတွေပေါ်မှာဘလောက်ဩဇာညောင်းတယ်ဆိုတော့သဘောတရားကို तू ကမိမောင်းထိုးပြီးပြောပြသွားခဲ့တာပါ ဆိုတော့ကျွန်တော်တို့လလန်းမီတလောက်ဆိုရင်လေဒါ Silas ကိုဟိုတေချာလေးနဖူးတွေဒူးတွေမှီခဲ့တယ်ဗျ Silas က Scottish ဖြစ်တယ်နောက်သူ့ရဲ့အထုပ်ပတိဗီဒီယိုလဲကျွန်တော်တို့ကြည့်ခဲ့မှုတဲ့ခါကျတော့နည်းနည်း conservative ဖြစ်တယ် conservative ဆိုတာရှေးယိုးနည်းနည်းဆွဲတယ်ပေါ့နော်စီကန်အရင်ကြည့်တယ်အဖိုးကြီးကအဲ့အတွက်ကြောင့်လဲကစားသမားတွေဘက်မှာအောသာညောင်းတယ်ကစားသမားတွေကဖိမ့်ဖိမ့်တုံအောင်ကြောက်ရတယ်ဖိမ့်ဖိမ့်တုံအောင်ကြောက်ရတယ်ဆိုတာ ပါဝါအာနာပြပြီးတော့အလကားနေထိုင်ရင်ဟိုစုနေဟစ်နေတာမဟုတ်ဘူးဘောလုံးသမားတယောက်ရဲ့ live ကိုသွေဖယ်သွားစီမဲ့ကိစ္စရက်တည်ဆိုရင် Salas ကလုံးဝသဘောမကျအောင်အကဲလေးထားရတာပေါ့အလကားနေတိုင်းပါဝါပြနေတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးအဲ့တော့ David Beckham ကလည်းနောက်ပိုင်းမှာ Salas မျက်စိစပင်မွေးစူးရင်စူးကျင်စရာဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့ तू အယမ်းအောင်မြင်လာတာ哦ဒီချိန်မှာပိုဆိုးတာက तू ဟို girlfriend ပေါ့နော်အယမ်းအောင်မြင်တဲ့ အာအဆိုတော်အဖွဲ့ဝင်တယောက်ဖြစ်တဲ့ဒီချိန်မှာယောက်ျားကိုဘီနာဘယ်လိုပြောမလဲအာပြုတ်ပြင်းထိမ့်သိမ့်တဲ့အပိုင်းမှာဆရာထက်မိမကတော့ပို့ပြီးတော့နားဝင်လိမ့်မယ်ဒီချိန်ဖက်ရှင်ဘာညာနဲ့ဒေးဗစ်ဘက်ခန်ကအပေါ်လုံးကိုလည်းတစ်ဖက်ကန်နေဆိုတော့ညာလဲတစ်ဖက်မှာ ဲ့တလို့အကန့်လေးတွေရှိလာရဗျာဖာကြီးကတိတ်ပြီးတော့အချင်းကလာတွေကအမြင်မကြည့်တော့ကျွန်တော်နောက်ပိုင်းမှာဆရာတပည့်နှစ်ယောက်အဲ့လိုအဖူထစ်လေးတွေဖြစ်ခဲ့ပြီးတော့အဝစ်လဲကမ်းမှာအဲ့လိုကျွန်တော်ဘောကန်ဖနှောက်ကိုပိတ်ကန်လိုက်တယ်ဒီဗစ်ဘက်ခန်မျက်ခုံးကိုထိပြီးမျက်ခုံးကွဲသွားတယ်ဆိုတော့အဖြစ်ပြက်တွေပါရှိခဲ့တယ်ပေါ့နော်သို့တော့ဟိုဒီဗစ်ဘက်ခန်ကဆာလက်ကို မုန်းနေတယ်ဘာညာမဟုတ်ဘူးလူငယ်ဘာသာဘာဝဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီခေအဲ့ဒီအခါမှာအနေငယ်တော့အမြင်မကြည့်လင်မှုလေးတွေရှိရင်ရှိမယ်သို့ပေမဲ့သူ့ရဲ့ဆရာကိုအမြဲတမ်းယူသေးလေးစားပါတယ်ကျတော့ဟိုပြောချင်တာကပေါ့နော်ဘလုံးသမားတယောက်အနေနဲ့ဒီဘက်ခစ်မှာလို့အဲ့ဒီခေအချိန်ကာလတုန်းက ွားလို့လို့မရအောင်ဒီဘက်ကမှမန်နေဂျာကိုမကြိုက်တာရှိမယ်ပြန်ပြီးတော့ဝေဖန်တာမျိုးလေးတွေရှိမယ်အဲ့ဒီခေတ်တုန်းကဆိုရင်လောကစီကန်သေဝစ်ပြီးတော့ပိပိနေထိုင်နိုင်မှသာလျှင်နီးပြစိတ်ကြိုက်ကစားသမားဖြစ်ပါလိမ့်မယ်ဒါဒေးဗစ်ဘက်ကန်ဆိုရင် United ရဲ့ right wing တနေရာမှာအရင်ကကောင်းခဲ့တဲ့ကစားသမားသို့တော့မရအောင်မင်းဘောလုံးနဲ့မဆိုင်တာရေလုံမယ်ဆိုရင်တော့ Salas လို့ပုံကူမျိုးကလောကလက်တင်မခံတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ Salas လို့ပုံကူမျိုးကြီးကိုတကယ်နှစ်ဖူးတူတူတွေမှီခဲ့တာတိတ်ကိုကန်ကောင်းတယ်လို့ပဲပြောရမှာပါဒီဖြစ်ဖြစ်ကတော့ငူအား ားထက်ရေအားတန်ခဲ့တဲ့အဖြစ်ပြက်လေးပဲဖြစ်ပါတယ်။ကဲနောက်ထပ်တယောက်ပေါ့နော်ကျွန်တော်အဆန်စီယိုအကြောင်းလေးကိုထပ်ပြီးတော့ဆက်မယ်။အဆန်စီယိုပြောခဲ့တဲ့အကြောင်းလေးကတနာစရာကောင်းတယ်ဗျ။အဲ့တော့ကျွန်တော်ပြန်ပြီးတော့ share ပေးတာပါ။ကျွန်တော်တို့မိသားစုနဲ့အတူတဲ့အပြင်ထွက်ရင်နဲ့စိတ်ကမ်းဘက်ကိုလမ်းလျှောက်နေတုန်းမှာ Real Madrid ဥက္ကဋ္ဌ Florentino Perez ရဲ့လှေကိုကျွန်တော်လှမ်းပြီးတော့တွေ့လိုက်တယ်။ ျွန်တော်မေကသူ့အဝေးကနေမြင်ပြီးတော့ချက်ချင်းတမ်းမှတ်မိသွားတယ်ကျွန်တော်တို့ချက်ချင်းပဲသူ့စီကိုပြေးသွားခဲ့ကြတယ်အမေကသူ့ကိုကျွန်တော်နဲ့ဓာတ်ပုံရိုက်ပေးဖို့တောင်းဆိုခဲ့ပါတယ်တနေ့ကျရင် ကျမရဲ့သားဟာ Real Madrid ကစားသမားဖြစ်လာမှာပါဆိုပြီး Florentino Pires ကိုပြောခဲ့ပါတယ်ဒါဟာဘဝမှာကြုံနောက်ကြုံငယ်တိုက်ဆိုင်မှုတစ်ခုပါပဲပြီးတော့အဲ့ဒီတိုင်ကျွန်တော်တကယ်ဖြစ်လာပါတယ် Florentino Pires ကလည်းဒီလိုလှပတဲ့အခိုက်အတန့်တစ်ခုကိုအခုထိမှတ်မိနေတော့မဲဖြစ်ပါတယ်။ စိတ်မကောင်းစရာဝမ်းနည်းစရာကောင်းတာကတော့အဆန်စီကိုအသက်15နှစ်မှာပဲသူ့ရဲ့မိခင်ကကင်ဆာရောဂါကြောင့်ကွယ်လွန်သွားခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့ဒါလီအဆန်စီကို Real Madrid ကစားသမားဖြစ်လာတာကိုတော့ကိုယ်တိုင်မြင်တွေ့သွားနိုင်ခဲ့ခြင်းမရှိပါဘူးတဲ့။ဒါကျွန်တော်ဟိုအဲ့လိုအဖြစ်ပြက်မျိုးမကြုံတွေ့ဘူးဘူးဆိုပေမဲ့ကျွန်တော်ခံစားမိတယ်။ဟိုမိခင်ကိုချစ်တဲ့သားတွေအများကြီးရှိမယ်။ဖခင်ကိုချစ်တဲ့သားတွေအများကြီးရှိမယ်။ကို့မိခင်ဖခင်ဖြစ်စေခြင်းနဲ့ဆန္ဒကိုစူးစမ်းနေပြီးကမှ ဒီဆန္ဒပြေဝသွားတာကိုမမြင်လိုက်ရတဲ့အချိန်မှာ ဖြစ်မိတဲ့စိတ်ခံစားချက်ဘလောက်တိခံစားရမလဲဗျာခရစ်စတီယာနိုဆိုလည်းဒုတိယတူပဲသူ့ရဲ့ဖခင်ဒီသူအောင်မြင်ကြော်ကြားတဲ့အချိန်မှာဟိုသူ့သားရဲ့အောင်မြင်မှုတွေကိုမခံစားခဲ့ရှာဘူးပေါ့နော်အခုအဆန်စီကလည်းထိုနည်းတူပဲဆိုတော့ဒါအဆန်စီရဲ့ဖြစ်ရလေးနဲ့ ပတ်သက်ပြီးတော့ကျွန်တော်တို့အတင်ငန်းစာတစ်ခုရမိတယ်ကျွန်တော်တို့ဘေးမှာကျွန်တော်တို့ချစ်တော်သူတွေရှိလိမ့်မယ်အမေအဖေအညီကိုမောင်နှမဆွေမျိုးသားချင်းမိတ်ဆွေရင်းချစသဖြင့်ပေါ့ဒီလိုလူတွေနဲ့ကျွန်တော်တို့တွေဘဲချိန်ဘဲကာလအထိတွေ့နေရမှာလေဘဲချိန်ဘဲကာလမှာခွဲခွာသွားမှာလေကြွတင်မှန်းစထားလို့မရအောင်တွက်ချက်ထားလို့မရအောင်အဲ့ဒါကြောင့်အသက်ရှင်နေစဉ်အချိန်ကာလအတွင်းမှာ တယောက်နဲ့တယောက်တန်ဖိုးထားဖို့အရန်အရေးကြီးတယ်ကျွန်တော်တို့တက်ရှင်နေတဲ့အချိန်ကာလတွေတယောက်နဲ့တယောက်ရန်ဖြစ်နေမယ်အမြင်မတူညီမှုတွေနဲ့စိတ်ဝမ်းကွဲနေမယ်ဆိုဘာများထူးမှလဲအတိတ်တွေကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ထက်ထွက်ပြီးဟိုတိတ်ထောက်မနေနဲ့တော့ဗျာတဲ့လားအနာဂတ်တွေမှာလည်း ဘာတွေဖြစ်လာမယ်မဲကြုံပြီးမသိတဲ့အတွက်ကြောင့်တွေးမနေနဲ့လက်ရှိပစ္စုပန်ကာလအသေးချာဆုံးမှာပဲဒီချိန်မှာကိုအောင်မြင်သည်ဖြစ်စီမအောင်မြင်သည်ဖြစ်စီထားပါတော့ကိုရဲ့လောက်ခလာတာလေးကတသိန်းရသည်နှစ်သိန်းရသည်ဖြစ်စီကိုမိခင်ကိုတထောင်ဘူးကျွတ်ကျွတ်တထောင်ဘူးကျွတ်ကျွတ်ကိုဖခင်ညီကိုမောင်မဆွေမျိုးတွေကိုနော်ပြည်သူဆောင်ရှောက်မှုလေးအနေငယ်ပဲလှုပ်ပေးလှုပ်ပေးဒါကတော့ကိုအတွက်တာဝန်ကြီးတဲ့လောက်ရလေးတစ်ခုဖြစ်တယ်လို့တစုံတစ်ခုခုဖြစ်သွားရင်အောင်စိတ်ထဲမှာအနေငယ်ဖြေတာမယ်လို့ ထင်တယ်အဲ့တော့ကျွန်တော်တို့အဆန်စီဝရဲ့ဖြစ်ရလေးနဲ့ပတ်သက်ပြီးတော့သင်ခန်းစာအများကြီးရပါတယ်ခင်ဗျာဒီလိုအဖြစ်ပြက်မျိုးကိုကြုံတွေ့ခဲ့ရတဲ့ညီကူမောင်နှမတွေလည်းရှိမယ်လို့ထင်ပါတယ်ကျော်အစံစီဝရဲ့ဘဝဇာတ်ကြောင်းလေးနဲ့ပတ်သက်ပြီးအာရင်ထဲမှာတစုံတစ်ခုခံစားမိမယ်ဆိုရင် comment မှာဝင်ရောက်ရေးသားသွားလို့ရပါတယ်ခင်ဗျ။ Beyond the pitch ဆိုတဲ့ channel လေးကိုကြိုက်တယ်ဆိုရင်လည်းများများလေး like and share လေးလုပ်ပေးဖို့ဝင်ရံကြဖို့အတွက် request လုပ်ရင်းနဲ့ video လေးတွေမှာနှာခွင့်ပြုပါ။အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။